တင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနယ်မှာဒီကနေ့ဒီဇင်ဘာလ3ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တက်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တက်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့ Democracy ရည်မှန်းချက်ချင်းတူရင် PDF တွေဥပဒေပေါင်းတဲဝင်ဖို့မင်းအွန်လိုင်းကပြောဆိုခဲ့ပြီးအပြည့်ရဲ့တိုင်းရင်းသားတွေဂရိကဝတ်ချိုးဖောက်က ငင်းချင်းကြီးလမ်းကနေသွေးဖယ်ခဲ့တယ်လို့အပြစ်တင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်ဆောင်မဲအောင်လိုင်ကဒီမိုကရေစီရည်မှန်းချက်ချင်းတူရင်ဥပဒေပေါင်းတဲ့ PDF တွေဝင်ခဲ့ဖို့ဖိတ်ခေါ်တယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒီကနေ့ပြည်ဦးလင်မှာလုတ်တဲ့စစ်တကတူကျောင်းစင်းပွဲမှာအကြမ်းဖက်စစ်ကောင်ဆောင်မဲအောင်လိုင်ကအဲ့ဒီလိုထုတ်ဖော်ပြောဆိုလာတာပါ။ဒီမိုကရေစီကိုနောက်ပြန်ဆွဲနေတာကလက်နက်ကင်လမ်းစဉ်ဖြစ်ပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ရည်မှန်းချက်ချင်းတူညီကြရင် PDF တွေနဲ့လက်နက်ကိုင်းတွေဥပဒေပေါင်းတွေဝင်ခဲ့ကြဖို့ဖိတ်ခေါ်တယ်လို့မင်းအောင်လှိုင်ကပြောဆိုတာပါဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကိုင်းလမ်းစဉ်ကြောင့်ဖြစ်တယ်ဆိုတာရှုမြင်ဖို့အချိန်ကျနေပြီဖြစ်တယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုရည်မှန်းချက်တူကြရင်ပြည်ထောင်စုအကျိုးကိုရှေ့ရှုပြီး PDF အပါအဝင်လက်နက်ကိုင်းအဖွဲ့တွေအနေနဲ့ဥပဒေပေါင်းအတွင်းဝင်ရောက်လာကြဖို့နိုင်ငံတော်ကကြိုးစို့ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းပြောကြားလိုတယ်လို့မင်းအောင်လှိုင်ကဆိုပါတယ် ါအပြင်အပြည့်ရထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကိုအကြောင်းပြလက်ညှိုးထိုးပြီးဂရိကဝတ်တွေချိုးဖောက်လို့ငင်းချင်ကြီးလမ်းကြောင်းကနေတွေဖဲသွားတယ်လို့လဲမင်းအောင်လိုင်ကအပြစ်တင်ပြန်ပါတယ်။ဒီနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားကိုလက်ညှိုးထိုးပြီး NCA မှလက်မှတ်ရေးထိုးခဲ့ကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာရှိထားပြီးသားဂရိကဝတ်တွေကိုချိုးပေါက်ပြီးငင်းချင်ကြီးလမ်းကြောင်းတွေဖဲမှုပြုလုပ်ခဲ့ကြတယ်လို့မင်းအောင်လိုင်ကဆိုပါတယ်။ မင်းအောင်လိုင်ကစစ်တပ်အနေနဲ့နိုင်ငံအတွက်အထူးအရေးကြီးတဲ့အခမ်းကဏ္ဍကနေဆက်လက်ပါဝင်နေမှာဖြစ်ပြီးငြိမ်းချမ်းရေးလိုချင်ရင် ဖြစ်တဲ့ဖြစ်တိုက်တာတွေကိုပဲတောင်းဆိုရမယ်လို့မင်းအောင်လိုင်ကအထက်စီးကနေပြောဆိုသွားပါတယ်။ရွေးကောက်ပွဲကိုမကြမီမှကျင်းပမှာဖြစ်ပေမဲ့ဖြတ်လို့ဖြစ်စီလုံနေသူတွေကရွေးကောက်ခံအစိုးရပေါ်လာရင် နေရာပြောက်မှဆိုးလို့ရွေးကောက်ပွဲကို ဖြစ်စီနေကြတာလို့သူကဆက်လက်အပြစ်ဖို့သွားပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့တီဘောမှာစစ်သားနှုတ်ဦးက ပြည်သူနေအိမ်တွေကိုဝင်ရောက်ဓမြတိုက်ပြီးပစ္စည်းများလူယူသွားမှုစစ်အရာရှိထံကိုတိုင်ကြားတဲ့အခါမှာဆိုလာပြားနဲ့ဘက်ထရီအိုးကိုသာပြန်ပေးပြီးငွေနဲ့စားသောက်ကုန်များပြန်မပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်မှာစစ်သား2ဦးကပြည်သူနေအိမ်တွေကိုဝင်ရောက်ဓမြတိုက်ပြီးပစ္စည်းများယူဆောင်သွားမှုစစ်အရာရှိထံကိုတိုင်ကြားတဲ့အခါမှာဆိုလာပြားနဲ့ဘက်ထရီအိုးသာပြန်ပေးပြီး ငွေနဲ့စားသောက်ကုန်များကိုပြန်မပေးကြောင်းရှမ်းဒေသခြေဆိုင် SSPP Info ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ28ရက်နေ့မနက်အစောပိုင်း2နာရီ20မိနစ်အချိန်တီဘောမြို့နယ်မိုးတီကြီးရွာအုပ်စုကွန်ဆန်လိတ်ကြီးရွာမှာရှိတဲ့နေအိမ်တစ်လုံးအတွင် အကြံဖတ်စစ်သား2ဦးကဝင်ရောက်ပြီးအင်ရှင်တွေကိုတနက်နေ့ထောက်ကနေအိမ်နဲ့ဈေးဆိုင်အတွင်းကိုမွေးနှောက်ခဲ့ပြီးငွေကျပ်9သိန်းတန်ဖိုးရှိပစ္စည်းများနဲ့ငွေသားများကိုယူဆောင်သွားကြောင်းအလားတူယင်းနေ့မနက်အစောပိုင်း4နာရီဝန်းကျင်မှာလည်း အခြားနေအိမ်ဈေးဆိုင်အတွင်းကိုဝင်ရောက်ကအိမ်ရှင်တွေကိုတနက်နေ့ထောက်ပြီးပစ္စည်းတွေကိုမှွေနှောက်ယူဆောင်သွားကြောင်းသိရှိရပါတယ်။အိမ်ရှင်ကလည်းစစ်သားဆိုတော့တကားဖွင့်ပေးတာအိမ်တဲရောက်တာနဲ့တနက်နေ့ထောက်ပြီးအိမ်တဲဆိုင်တဲကပစ္စည်းတွေမှွေတော့တာကောပစ္စည်းတွေပတ်စံတွေယူသွားတယ်။နေအိမ်စလုံးဒီပုံစံနဲ့ပဲဓမြတိုက်သွားတယ်လို့ဒေသနေပြည်သူတဦးကပြောကြပါတယ်။ထို့သောဓမြတိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးရဲကြီးတာဝန်ရှိသူတွေကစစ်ကော်မရှင်အရာရှိထံကိုတိုင်ကြားခဲ့ရမှာ ပြစ်မှုကျွလွန်သူတပ်သားနှစ်ဦးယူဆောင်သွားတဲ့ဘက်ထရီနဲ့ဆိုလာပြောင်းကိုအင်ရှင်ထံပြန်လဲပို့ဆောင်ပေးခဲ့ပေမယ့်လေကြံရှိတဲ့စားတောက်ဖွဲ့ရများနဲ့ငွေကြေးများကိုတော့ပြန်လဲပေးခြင်းမရှိကြောင်းသိရှိရပါတယ်။ပြစ်မှုကျွလွန်တဲ့တပ်သားကိုတော့အေးအေးယူမယ်လို့ပြောပါတယ်။ဒါပေမဲ့ဘယ်လိုအေးအေးယူမယ်တော့မသိဘူးပေါ့။ယူသွားတဲ့ဆိုလာပြောင်းတွေဘက်ထရီအိုးတွေတော့ပြန်ပို့လာပါပြီ။ကြံတဲ့စားတောက်ဖွဲ့ရတချို့တော့သုံးကုန်ပြီမို့လို့နောက်မှပြန်ဆောင်ရွက်ပေးမယ်လို့ပြောတယ်။အခုထိတော့ဘာမှပြန်မပေးသေးဘူးလို့ ဒေသနှင့်ပြည်သူတို့ကပြောကြပါတယ်အစူပါမိုတီကြေးရအုပ်စုကိုလွန်ခဲ့တဲ့အော်တိုဘာလကစစ်ကော်မရှင်တပ်ကထိုးစစ်ဆင် ဝင်ရောက်လာခဲ့ပြီးလက်ရှိအချိန်ထိစစ်ကော်မရှင်တပ်စုံမလှူရှားတဲ့နေရာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မုံရမအသက်80ကျော်အဖွားနဲ့မိဖြစ်သူတို့ပြန်ပေးဆွဲဖမ်းဆီးခံရပြီးစစ်အုပ်စုကြီးစိုးထားတဲ့မုံရမြို့မှာပြန်ပေးဆွဲပေါ်တာဆွဲလူရက်ခုံးမှုတွေဇက်တိုက်ဖြစ်ပွားနေကြောင်းတင်ဆက်ပေးပါမယ် အနာသိစစ်အုပ်စုကြီးစိုးလွှမ်းမိုးထားတဲ့စကိုင်းတိုင်းရဲ့မြို့တော်မုံရွာမြို့မှာယမန်နေ့ကအသက်80ကျော်အရွယ်အဖွားနဲ့မိဖြစ်သူတို့ ပြန်ပေးဆွဲဖမ်းဆီးခံရပြီးငွေကျပ်သိန်း2500နဲ့ပြန်လာရေးဖို့ချင်းကျောက်စာပို့နေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ဒီဇင်ဘာလ1ရက်နေ့နေ့လယ်ပိုင်းချိန်မုံရွာမြို့ချမ်းမြဝရီရက်ကွက်မှာနေထိုင်တဲ့အသက်80ကျော်အရွယ်အဖွားတဦးနဲ့မိဖြစ်သူအသက်20အရွယ်အမျိုးသမီးတို့ကိုလက်နက်ကင်လူတစုကတနက်နေ့ထောက်ကပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ ပြန်ပြီးဆွဲဖန်ဆီးခံရတဲ့ရက်ွက်အနီးမှာမင်းအောင်လိုင်းတစ္ဆာခန်စေအုပ်စုအထိုင်ချတက်ဆွဲဂိတ်ဖွင့်ထားတဲ့မုံရပညာရေးကောလိပ်ရှိပြီးအင်စီကနဲ့လာတဲ့လက်နက်ကင်တစုကအဲ့ဒီစေအုပ်စုဂိတ်အနီးကနေအင်ကိုဝင်ရောက်စီးနင်းပြီးနောက်မြေဖွားနှစ်ဦးကိုပြန်ပြီးဆွဲဖန်ဆီးခေါ်ဆောင်သွားတယ်လို့မြို့ခံတဦးကပြောပါတယ်။အဖွားကြီးကအသက်80ကျော်ပြီးမိမလေးက20ကျော်ပဲရှိသေးတာအိမ်မှာသူတို့ပဲရှိတဲ့ချိန်ဝင်ဖမ်းသွားတာတနက်ပြပြီးခေါ်သွားတယ်။အင်စီကနှစ်စီးနဲ့လူ9ယောက်ကလို့ဆိုပါတယ် ပြန်ပြီးဆွဲဖမ်းဆီးခံရသူတွေဟာလုပ်ငန်းရှင် မိသားစုတွေမဟုတ်ဘဲတာမန်တောင်သူစိုက်ပျိုးရေးလုပ်ကင်သူတွေဖြစ်တယ်လို့ဆိုပါတယ်။ဖမ်းဆီးသွားပြီးညပိုင်းမှာမိသားစုဝင်တဦးစီကိုဖုန်းကနေ message ပို့ပြီးတိန်း2500နဲ့ရွေးဖို့အကြောင်းကြားလာတယ်လို့လည်းတရင်ရင့်မြက်ကဆိုပါတယ်။ဖမ်းသွားတဲ့အချိန်ဖုန်းတွေလည်းယူသွားတယ်။အဲ့ဒီဖုန်းတွေပဲအဘွားကြီးရဲ့သမီးကောင်မလေးရဲ့မအေးစီကို message ပို့လာတာတိန်း2500နဲ့ရွေးဖို့တယ်လို့ဆိုပါတယ်။စစ်အာဏာသိမ်းပြီးနောက်မုံရမြို့ပေါ်မှာ ပြန်ပိတ်ဆွဲပေါ်တာဆွဲဓမြမှုတွေပုံမှုဖြစ်ပေါ်နေပြီးနေထိုင်သွားလာရေးမလုံခြုံတာကြောင့်မုံရမြို့ကစီးပွားရေးလုပ်ငန်းရှင်အများစုတခြားဒေသတွေစီကိုပြောင်းရွှေ့နေထိုင်ကြတယ်လို့လည်းမြို့ခံတွေကပြောပါတယ်ပြီးခဲ့တဲ့မေလကလည်းမုံရမြို့အောင်ချမ်းသာရက်ကွက်မြောက်ဝတီလမ်းမှာတာမီနှစ်ယောက်စိုက်ကယ်စီးသွားလာနေချိန်လက်နက်ကင်လူတစုကတနက်ထောက်ပြီးအသက်၁၀နှစ်အရွယ်ကလေးငယ်ကိုပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားကအသက်၁၀နှစ်အရွယ်ကလေးငယ်ကိုပြန်ပေးဆွဲဖမ်းခေါ်သွားက ြက်သိန်းထောင်ချီနဲ့ပြန်ရွေးခန့်ခဲ့ပါသေးတယ်။စေအုပ်စုရဲ့အနောက်မြောက်တိုင်းစစ်တနာကျုပ်နမခတီရှိနေတယ်လို့မြို့ပေါ်နေရအနက်စေအုပ်စုလက်နက်ကိုင်းတွေကြီးစိုးထားတဲ့မုံရောင်မြို့မှာလူတက်မှုလူရက်မှုပြန်ပေးဆွဲမှုဓမြမှုတွေမကြာခဏဖြစ်ပွားနေပြီးလဆင်ပြန်ပေးဆွဲမှုနဲ့ဓမြမှုက၅ချိန်ထပ်မနေဖြစ်ပွားနေတယ်လို့မြို့ခံတွေကပြောပါတယ်။မုံရောင်မြို့ပေါ်မှာစေအုပ်စုကရွေးကောက်ပွဲပြုလုပ်နိုင်ရေးပြင်ဆင်နေကမြို့အဝင်အထွက်တွေကိုပိတ်ဆို့စစ်ဆေးတာမြို့ပေါ်ရက်ွက်တွေတဲ့ အင်စီကားတွေနဲ့လှည့်ပတ်သွားလာတာမြို့အနီးဝန်းကျင်ကျေးရွာတွေကိုစုံမထင်းကျုံနိုင်စစ်ကြောင်းထိုးမိရှို့လူတက်တာလက်နက်ကြီးထုတာတွေပုံမအရှင်မြင့်လှုပ်ဆောင်နေတယ်လို့မြို့ခံတွေကပြောပါတယ်။မုံရမြို့ပေါ်နဲ့မြို့အနီးဝန်းကျင်စစ်အုပ်စုရဲ့စုံမထင်းကျုံမှုပုံမအကောင့်လာလေလေကိုဆူလူရဲ့ပြန်ပေးဆွဲနဲ့ပေါ်တာဆွဲခံရမှုတွေပုံမများပြားလာလေလေဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။ဒါအပြင်ယခုရက်ပိုင်းစစ်အုပ်စုကမုံရမြို့မှာဇေယောင်ပွဲနဲ့ ပျော်ပွဲရှင်ပွဲတွေလုပ်ပေးပြီးပေါ်တာဆွဲစစ်သားတဲ့စုဆောင်တာတွေလည်းပုံမလုဆောင်နေတယ်လို့မြို့ခံတွေကပြောပါတယ်။လက်ရှိမှာစစ်အုပ်စုကမုံရမြို့အနက်လမ်းပေါ်ကိဖွင့်ဖန်စီငွေညှင့်နေတယ်လို့မြို့အဝင်အထွက်တွေကိုပိတ်ဆို့စစ်ဆေးနေတဲ့ကြားကအခုလိုမြို့ပေါ်မှာဓမြတိုက် ပြန်ပေးဆွဲမှုတွေစက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ထိုင်းမှာမြန်မာလုပ်သားတွေလိုက်ပါလာတဲ့ကတိန်မောက်လို့ကိုဦးတေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံ Rajpuri KI မှာမြန်မာလူသား15ဦးတင်ဆောင်လာတဲ့ကာဒစီဘိန်းပေါက်ပြီးမြောင်းတွင်းကျတိမ်းမောက်ခဲ့ရမှာမြန်မာလူသား9ဦးသေဆုံးမှုဒီကနေ့ဒီဇင်ဘာလ3ရက်နေ့မနက်ကဖြစ်ပွားခဲ့ပါတယ်။ဒီကနေ့မနက်9နာရီခွဲချိန်မြန်မာလူသား15ဦးတင်ဆောင်လာတဲ့ Toyota SUV ကာဒစီဟာ Rajpuri KI ကနောင်ကရာထုံကြီးရွာအုပ်စုနားမှာလမ်းဘေးဆင်မြောင်းတွင်းကျပြီးတိမ်းမောက်ခဲ့တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။ယင်းတိမ်းမောက်မှုမှာ မြန်မာလူသားအမျိုးသား၈ဦးနဲ့အမျိုးသမီး၁ဦးသေဆုံးခဲ့ပြီးကာမောင်တမအပန်းအဝင်မြန်မာလူသား၆ဦးထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ထိုင်းရဲတပ်ဖွဲ့ရဲ့ကနအူးစစ်ဆေးမှုမှာကားအတွင်းလူ15ဦးတင်ဆောင်လာခဲ့ပြီးဝန်အလေးချိန်များပြားကဘိန်းပေါက်သွားတဲ့အတွက်မထိန်နိုင်တော့ဘဲဆင်မြောင်းအတွင်းကျသွားတာလို့ဆိုပါတယ်။ထွက်ပြေးသွားတဲ့ကာမောင်တမနဲ့မြန်မာလူသား၆ဦးကိုအနောက်ရောက်ကားတစီးကခေါ်ဆောင်သွားတယ်လို့လဲထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီထွက်ပြေးသွားသူတွေကိုတော့ ဖမ်းရတပ်ဖွဲ့ကလိုက်လံရှာဖွေနေပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ကချင်မပြန်လာတဲ့တန့်စဲသားတွေကိုစစ်အုပ်စုက PDF များဖြင့်ဆွဆွဲဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့ကြောင်းထွက်ပြေးလွတ်မြောက်လာသူနှစ်ဦးပြောပြခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကမ့်ပလူမြို့နယ်စစ်အုပ်စုဂိတ်စခန်းမှာကချင်ပြည်နယ်ကပြန်လာတဲ့အရက်သား17ယောက်ဖမ်းဆီးခံရပြီး၄ယောက်တပ်ဖြတ်ခံရက၂ယောက်ထွက်ပြေးလွတ်မြောက်လာတယ်လို့ကျွမ်းလကမ့်ပလူတက်ကြွလှုပ်ရှားသူများအဖွဲ့ ကမ်ဘလူခရင်ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့မနက်အစောပိုင်းကဖာကန်တန်းစဲပြေးဆွဲနေတဲ့ခဲပြောင်ရောင်ပါဂျေရိုကာတစီဟာရွှေဘုံမြကြီးနားပြူဟာလမ်းပိုင်းကစပိန်နတာစစ်တပ်ကိစခန်းအရောက်မှာ ကာတမအပောင်ဝင်အယက်သား17ယောက်လုံးပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ဖမ်းဆီးခံခဲ့ရသူတွေတဲကတကြီးပိုင်းနဲ့၃နှစ်အရွယ်ကလေးငယ်အပောင်ဝင်အမျိုးသား၉ယောက်နဲ့အမျိုးသမီးမိဖွား၂ယောက်ပါဝင်ပြီးအကုန်လုံးဟာတန်းစဲသူနေသူနေသားတွေဖြစ်ကြောင်း ကျွန်းလကံဘလူတက်ကြလှူရှာသူများအဖွဲ့ကံဘလူခရင်ကဖော်ပြပါတယ်။အရသားတွေကဖန်စီခံရမှုမတိုင်ခင်နိုဝင်ဘာလ24ရက်နေ့မနက်ကတည်းကကချင်ပြည်နယ်ဖားကန့်မြို့နယ်ကနေပါဂျေရိုကားနဲ့လိုက်ပါလာပြီးလမ်းမှာနှစ်ညတာအိတ်ဆက်ခဲ့ရကြောင်းနဲ့နိုဝင်ဘာလ26ရက်နေ့မနက်အစောပိုင်းမှာတော့ရွှေဘိုမြစ်ကြီးနားလမ်းပိုင်းကံဘလူမြို့နယ်စပယ်နတာစစ်ကောင်စီအထိုင်ကိတ်မှာဖန်စီခံခဲ့ရတာဖြစ်ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ကသတင်းတွေကြားတယ်။အဲ့ဒီလမ်းကြောင်းမမောင်းဖို့ပြောတယ်။ ကားဆရာကလည်းကျွန်တော်တို့ရွာကပဲလှော့စိတ်ဘက်ကဂိတ်တစ်ခုကလည်းလူငယ်တွေပါရင်ကွင်းလန်းကမောင်းဖို့တတိပေးသေးတယ်ကားဆရာကမောင်းနေကြရတယ်ဆိုပြီးပြောတာကေးရောက်တော့တန်ဆယ်သားတွေမို့အကုံစင်းဆိုပြီးဖန်တာမင်းတို့တန်ဆယ်နေက PDF တွေကြီးပဲဆိုပြီးလက်ပြန်ကျုတ်တုတ်ရိုက်တာနှိပ်ဆက်တာဝရင်တုတ်အစိုးရနဲ့ရိုက်တာခြေတော့တွေနဲ့လည်းကန်တယ်ထမင်းလည်းမကြေဘူးရေလည်းမတိုက်ဘူးဟိုအန်တီတို့မြေးဖွားတော့ဘာမှမလုပ်ပဲတနေရာစီခွဲထားတယ်လို့ စီအိုစုဖန်စီမှုကနေထွက်ပြေးလွတ်မြောက်လာတဲ့အသက်20နှစ်အရွယ်လူငယ်ကကမ်ဘလူတော်လိုင်းအင်အားစုတွေကိုရှင်းပြပါတယ်။အဲ့ဒီနေ့ညပိုင်းမှာပဲစီအိုစုကသူတို့ဖန်စီထားတဲ့ထဲကချောင်းစုံရွာနေကားဒရိုင်ဘာဖြစ်သူနဲ့ရက်သားတယောက်ကိုတမ်ပိုကိတ်ကိုခေါ်ဆောင်သွားခဲ့ကြောင်းနဲ့သူတို့ပြန်လာချိန်မှာတော့ကားဒရိုင်ဘာဖြစ်သူ မပါလာတော့ဘူးလို့အထက်ပါလူငယ်ကဆက်ပြောပါတယ်။ပြန်လာတဲ့သူမေးကြည့်တော့ကားဆရာကိုပြစ်တက်လိုက်ပြီးတဲ့နောက်ရက်တွေလဲကျွန်တော်တို့ကိုကွင်းပြင်ကြီးမှာတနေကုန်ဒူးထောက်ခိုင်းတယ်။ ရိုင်လဲတာနဲ့ရိုက်တယ်ကန်တယ်ထမင်းလည်းမကြည့်ဘူးရေလည်းမတိုက်ဘူး29ရက်နေ့မနက်ကျကျွန်တော်အပါဝင်စစ်စုပေါင်း9ယောက်ကတန်ဖိုဂိတ်ကိုကားနဲ့ထပ်ခေါ်တာကားရက်ထားတဲ့ချိန်ကားထဲမှာဓာတ်တွေ့လို့ခြေထောက်နဲ့ညက်ပြီးတလဲစီကျိုးဖြတ်ပေးပြီးထွက်ပြေးလာကြတာကျွန်တော်တို့ရွာက2ယောက်ကိုကျွန်တော်တို့နောက်မိအောင်လိုက်ပြီးပြောတာသူတို့ကမပြေးတက်တော့ပြန်မိတယ်ပြန်မိတယ်ဆိုတော့အကုန်တက်ခံရတာပဲကျွန်တော်တော့မတော်တက်လို့သူတို့ကိန်းနာပတ်ချလေလှဲ့နေခဲ့တာသူတို့ကရုတ်ကျင်းတဲ့တောင်တ냐အိတ်ခရရပြီး လင်းကနီးမှထွက်နိုင်ခဲ့တာလမ်းမပေါ်ရောက်လို့ကားရီတာ အကူကြီးတောင်းတာဘယ်ကားမှအကူကြီးမပေးကြဘူးဗျအဲ့ဒါတော့တကယ်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့လူငယ်ကသူလွတ်မြောက်လာပုံကိုပြန်ပြောပြပါတယ်ဖန်စီခံရသူတွေကို CEO စုတွေက PDF အဖြစ်ဆွဆွဲပြီးနရက်တွေဓာတ်နဲ့မှွန်တာခြေလက်တွေရိုက်နှက်ပြီးနှိပ်စက်တာကြောင့်ထွက်ပြေးရခက်ခဲခဲ့ကြောင်းထွက်ပြေးရမှလဲနောက်ကနေတနက်နေ့လိုက်ပြတာ drone နဲ့ရှာတာမျိုးတွေပါလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်လွတ်မြောက်လာသူနောက်တစ်ယောက်ကလည်း ကျွန်တော်တို့ကွင်းပြင်ကြီးတဲ့ဒူးထောက်ခိုင်းပြီးတော့အိတ်တော်လဲအဲ့ဒီကွင်းပြင်တွေဘာမှမပါပဲအိတ်ရတာဒီကြားထဲသူတို့မူလာရင်တလဲစီလာရိုက်သေးတယ်နောက်ပြီးချမ်းရတဲ့အထင်ညာရောမနဲ့ရောရေတယောက်တစ်ခွက်အလောင်းခံရသေးတယ်တေကံမပါလို့လွတ်လာတာပါတေတတေရောက်တော့ထမင်းတောင်စားတာဖိုးသမားလို့ထင်ခံရသေးတယ်ဗျအကျိုးအကြောင်းပြောပြမှချိတ်ဆက်ပေးကြတာဒီဘက်တော်လိုင်းရဲ့အဖွဲ့စီရောက်မှထမင်းကျွေးကြစေကူတမှုပေးကြတာအခုလိုကူညီပေးကြလို့လဲတရင်တက်ဖွဲ့တွေကိုကျေးဇူးတင်ပါတယ်လို့ပြောပါတယ် ါကြောင့်ကျွန်းလကံပလူတက်ကြလှူရှားသူများအဖွဲ့ကံပလူခရင်အပါဝင်တော်လရင်အင်အားစုတွေကတော့စေဥစုကိစ္စကန်းတွေရှိရာရွှေဘုံမြကြီးနားပြူဟာလမ်းပိုက်ထက်ကွင်းလန်းတွေကိုပို့ပြီးအသုံးပြုစေခြင်းတည်းလို့အတိပေးပြောထားပါတယ်။ကံပလူမြို့နယ်ရွှေဘုံမြကြီးနားပြူဟာလမ်းကျောကဘူကုံစပယ်နတာစတဲ့အကျန်းဖတ်အထိုင်ကိစ္စကန်းတွေဟာခရီးသွားလူငယ်လူရွယ်တွေအမျိုးသားတွေတမကဘုံကြီးနဲ့အမျိုးသမီးတွေကိုပါဖန်ဆီလေးရှိပြီး အယက်သားယာနေချီဖန်စီခံရရကြောင်သိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့ကနေနိုဝင်ဘာလ10ရက်နေ့အတွင်းကမ်ဘလူမြို့နယ်ရွှေဘုံမြကြီးနားဘီဝါလမ်းကြောင်းဘူးကုန်းစစ်အထိုင်ကိစ္စခန်းမှာ ပေါ်တာဆွဲဖန်စီခံရတဲ့အမျိုးသားတွေရှိခဲ့ပြီးအဲ့ဒီအထက်က၄ယောက်ဟာလည်းစစ်အုပ်စုရဲ့ကျွမ်းလအချုပ်ခန်းကနေခက်ခက်ခဲခဲနဲ့ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီလိုဖန်စီမှုဟာဒေတာရင်းတင်ကန်းဝက်လက်နက်ကင်ဝါတဝရဲ့ပြူစောတိတက်အင်အားတွေဖြစ်တယ်လို့လည်း ကျွန်းလကံဘလူတက်ကြွလှူရှားသူများအဖွဲ့ကံဘလူခရင်ကပြောပါတယ်။တနိုင်ငံလုံးပြူအင်အားကလည်းဝတဝပြူတွေပဲဆိုတော့ပေါ်တာဆွဲတာကတကိတ်တည်းမဟုတ်ပါဘူး။ဒီပြူဟာလမ်းကျောမှာတကိတ်မဟုတ်တကိတ်ရှိနေတာပါ။အဲဒါကြောင့်ဒီလမ်းကျောကိုတတိထားသွားလာစေခြင်းပါတယ်လို့ကျွန်းလကံဘလူတက်ကြွလှူရှားသူများအဖွဲ့ကံဘလူခရင်တာဝန်ရှိသူကမောင်းကိုပြောခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတာကတော့ ဲသူမှမယုံကိုကိုကိုလည်းမယုံဖြစ်လာနေသောစစ်အုပ်စုဆိုတဲ့တရင်ဆောင်ပါတပုတ်ကိုတင်ဆက်ပေးပါမယ်။ရွေးကောက်ပွဲနီလာတင်တဲ့အမြမင်းအောင်လိုင်းဟာပြောင်ကြကြထုတ်ပြောလာပြီးဖြစ်ပါတယ်။ရခင်ကနိုင်ငံကိုကာကွယ်ဆောင်ရှောက်လူစိတ်ရှိသူများအားမေပီယံဒုမတဆင့်အမျိုးပါသားကာကွယ်လူစိတ်ရှိသူများဖြစ်လာပြီးယခုအခါမှာတော့ဇိုးရင်ပူပန်စိတ်အားကြီးလာပုံရပြီးအင်အားကိုသိခန့်ရှိတဲ့ဝန်တန်းတွေကိုစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်နိုင်မဲ့လူတွေကိုသာ မဲထဲကြဖို့ထုတ်ပြောလာခဲ့ရပြီဖြစ်တယ်လို့အေယာဝရီမှာဖော်ပြထားပါတယ်။ထို့သောထုတ်ပြောလာခြင်းကလည်းမဲဆွယ်ပေးခြင်းထက်ဝန်တန်းတွေကိုတွေဝိုက်ချင်းချောက်လာခြင်းဖြစ်ပါတယ်။ပြည်သူများအနေနဲ့၎င်းတို့အဆက်ကိုထိုးနိုင်ရန်မဖြစ်မနေမဲပေးရဖို့ဖြစ်လာပါကကြံဖို့မှလွဲ၍တခြားပါတီငယ်တွေကိုမဲထဲဖို့လုပ်ရတော့မှာဖြစ်ပါတယ်။လက်တဆုပ်စာမျှသာရှိသော၎င်းတို့အားအပြင်တွင်ရှိတဲ့အင်အားစုတွေကဝိုင်းဝန်းတိုက်ခိုက်ကြသည်ဆိုတဲ့ sage mentality မှာဆင်းသက်လာခြင်းပင်ဖြစ်ပါတယ်။ ထို့သောမိမိတို့မှလွဲ၍မြည်သူကိုမှမယုံကြည်တဲ့စိတ်အခြေအနေဖြစ်ပေါ်လာရခြင်းဟာလေလာသိရှိရသလောက်အကြောင်းငါချက်ရှိနေပါတယ်။၁ကြောက်ရွံ့ခြင်းနဲ့တန်တရားဝင်ခြင်းမိမိတို့အဖွဲအစည်းကိုဖျက်ဆီးပြရန်အပြင်လူတွေကလျှို့ဝှက်ကြံစီနေခြင်းဒုတိယမဟုတ်ထုတ်ဖောက်ဖို့ကြိုးစားနေတယ်လို့ခံစားရခြင်း၂ကာကွယ်ရေးစိတ်ဓာတ်အလွန်ကျွံရှိခြင်းအဖွဲအစည်းရဲ့အရင်းမြစ်များယုံကြည်ထားသည့်များနဲ့ရည်ရွယ်ချက်တွေကိုကာကွယ်ရန်အလွန်ကျွံခေါင်းမာပြီး မကြောတဲ့သဘောထားကိုထိန်းသိမ်းထားခြင်း၃အတွင်းလူအပြင်လူခွဲခြားထားမှုအုပ်စုအတွင်းမှာရှိတဲ့လူတွေကိုသာယုံကြည်ပြီးအပြင်လူများအပေါ်အပြည့်အဝတန်တရားရှိခြင်းမယုံသင်္ကာဖြစ်ခြင်း၄ဝေဖန်မှုများကိုခံနိုင်ရည်နေခြင်းပြင်ပမှလာတဲ့မြည်တိုသောဝေဖန်မှုမျိုးမိကွန်းထုံးမှုမျိုးကိုမဆိုရန်လိုတိုက်ခိုက်မှုအဖြစ်မြင်ခြင်း၅ရွေးချယ်စရာနေပါခြင်း Channel Vision အခြေအနေကိုအောင်နိုင်ရမည်သို့မဟုတ်ကဖြည့်ဆည်းခံရမည်ဟုသော နှမျိုးတည်းသာရှိတယ်လို့မြင်ပြီးတခြားနီလန်းတွေကိုစဉ်းစားဖို့ညှင်းဆိုခြင်းဖြစ်တယ်လို့စိတ်ပညာရှင်တွေကသုံးသပ်ထားပါတယ်။ဒုသုံးသပ်ချက်တွေအားလည်း၎င်းတို့နဲ့ကွက်တီကြနေတဲ့အတွက်တိုင်းပြည်ဟာလူကောင်းလူတော်များအုပ်ချုပ်နေပါတယ်လို့ပြောနိုင်ဖို့ဝေစွာပုံမှန်စိတ်နေစိတ်ထားရှိသူများအုပ်ချုပ်နေပါတယ်လို့ပင် ပြောမရတဲ့အခြေအနေမျိုးဖြစ်လာနေပါတယ်။ဘာတီလစ်တနာကအေယဝရီမှာ၎င်းတို့မြေသူကိုမြမယုံမကြည်ဖြစ်နေမှုကိုယခုလိုရေးသားလာပါတယ်။ ဘယ်လာရုစ်တမရလူကာရှန်ကိုရောက်လာသည်ကိုလမ်းနမဲပြောင်းဒီကအစတခန့်တနာဝန်တာအာရကျိုးစုခဲ့ကြခြင်းဒီကပင်၎င်းတို့အပေကံဘဝရောက်နေရတယ်လို့ခန်းစားနေရမှုကိုလစ်ဟပြလိုက်ခြင်းသာဖြစ်ပါတယ်။သို့တော်လက်ရှိမှာပလင်တူဘူးစုပေါင်းနေရတဲ့တရုတ်ရုရှားမြောက်ကိုရီးယားအာနာရှင်အတိုက်အဝန်းမှဖောက်မထွက်နိုင်သေးပဲဖြစ်နေရှာပါတယ်။ရုံထွက်အောင်လုပ်မယ်ဆိုက၎င်းတို့လည်းဆက်၍ရက်တီနိုင်မှာမဟုတ်ဘူးဆိုသည်ကိုလည်းသိထားကြပြီးဖြစ်ပါတယ်။ ထို့အတွက်ကြောင့်လဲမတ်လ29ရက်နေ့ရောက်တိုင်းအနောက်ယထအလောင်းဖျားဘရင်တောင်တို့နဲ့ချာလက်ဘတ်ရန်နေခြင်းဖြစ်ပါတယ်၎င်းတို့မှာကိုပိုင်စစ်တပ်မီဒီယာဗန်လုပ်ငန်းတက္ကသိုလ်များဈေးရုံများအာမခံလုပ်ငန်းများနဲ့ရင်းတို့ကိုထောက်ကူပေးမဲ့အခြေခံအဆောက်အအုံများစစ်မှုတမ်းများနဲ့မိသားစုများအမခံထောက်ခံပေးသူများစုစုပေါင်းတိုင်းပြည်လူဦးရေရဲ့နှစ်တသမငါးသန်းခန့်ကိုစုစည်းထားနိုင်တဲ့အတွက် ထိုင်းအင်ဒိုနီးရှားကဲ့သို့ဒီမိုကရေစီအသွင်ကူးပြောင်းစရာမလို့ လိုအပ်သည့်မှန်သမျှလက်ဝယ်ထားရှိပြီးလို့ယူဆနေကြောင်းမြန်မာစစ်တပ်နှင့်ပတ်သက်၍ကျွမ်းကျင်သူဩစတြေးလျပညာရှင်အင်ဒရူးဆဲလ်က2021ကတင်သွင်းခဲ့တဲ့၎င်းရဲ့စာတမ်းမှာရေးသားထားခဲ့ပါတယ်။စစ်တပ်ဟာပြိုကွဲတင်နေပါလျက်ယခုထိရပ်တည်နေနိုင်ခြင်းမှာအထက်မှပေါ်ပြထားတဲ့ဝိုင်းရံပိတ်ဆို့ခံရရသည်ဆိုတဲ့ sage mentality ကြောင့်ပင်ဖြစ်ပါတယ်။1988နောက်ပိုင်းပြည်သူတွေကိုအစုလိုက်အပြုံလိုက်တက်ဖြတ်ခဲ့မှုနဲ့တူ တရုတ်ကိုအသေးအတန်မီကိုလာရနေတဲ့အဖြစ်မှယုံထွက်လို့ရအနောက်အုပ်စုနဲ့ပလဲနပ်ပသိရန်ဒီမိုကရေစီဗန်းပြပြုပြင်ပြောင်းလဲမှုများလှုပ်ဆောင်လာရခြင်းလည်းဖြစ်ပါတယ်တရုတ်တို့ရဲ့လက်ချက်နဲ့ဗမာပြည်ကွန်မြူနတီပါတီနဲ့တိုက်ပွဲများမှာစစ်သားတောင်းချီကြဆုံခဲ့ရမှုဟာစစ်တပ်အဖို့အသေးကိုမျှဆိုက်ဝင်နေသည့်အလားတနှုတ်နှုတ်ခံစားနေရဆဲဖြစ်ပါတယ်ယခုထိလည်းတရုတ်ဟာကွန်မြူနတီပါတီနဲ့မဟာမိတ်ဖြစ်ခဲ့တဲ့ဝါများနဲ့နီနီကက်ကက်ဆက်ဆံနေဆဲပင်ဖြစ်ပါတယ် သို့သောစစ်ကောင်းဆောင်တွေက2017 21အတွင်းပေးရသည်နှင့်မတန်အောင်ပြည်တွင်းမှလူထုကလွတ်လွတ်လပ်လပ်ပြောဆိုလုတ်ကင်လာကြပြီး၎င်းတို့အားမထီမဲ့မြင်လုတ်လာကြသည်ကိုတော့မိတို့များဆက်၍မခံစားနိုင်အောင်ဖြစ်လာကြတဲ့အတွက်အာနာကိုလူထုလက်မှအကြမ်းဖက်ပြန်သိမ်းခဲ့ရပါတယ်ဒီတစ်ကြိမ်အာနာသိမ်းအဖွဲ့ကကန်ဆိုးသွားရသည်ကယခင်နှစ်ကြိမ်ကလိုတိုင်းပြည်ပြိုကွဲတော်မီမင်းမဲစီရိုက်လွှမ်းမိုးနေမဲလို့အကြောင်းပြောက်ွင့်မရတော့ပဲရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရခဲ့မှုကို မေခိုပါတီလို့ပြော၍လူယူလိုက်ရတဲ့လူကြီးစရာအဖြစ်နဲ့စတင်ခဲ့ရခြင်းပင်ဖြစ်ပါတယ်။ယခုရုရှားပယ်လာရုစ်တန်ချီတူမတက်သွားနေရခြင်းမြောက်ကိုရီးယားနဲ့တိတ်တခိုးပြန်ဆက်ဆက်နေရခြင်းတီကလည်းတရုတ်ပေါ်မိခိုနေရတဲ့အဖြစ်မှတတ်နိုင်သမျှတက်တာစီရန်လုံးပတ်နေခြင်းဖြစ်ပါတယ်။ထိုင်းကိုလည်းမချစ်တော့လဲအောင်ကနန်းနေရပါတယ်။နေဆက်မှရှိတဲ့ကရင်မွန်ရှန်တိုင်းရင်သားလက်နက်ကင်အဖွဲ့များမှလက်နက်များထိုင်းဘက်မှရနေခြင်းခေါင်းဆောင်များထိုင်းဘက်မှအိုပိုင်အိမ်ပိုင်နဲ့ ဟိုဘက်ဒီဘက်ကူလူတွာလာနေခြင်းဒံရရသူများထိုင်းစစ်ရုံမှစေကုသမှုခံယူနေခြင်းကိုကောင်းစွာတည်ထားပြီးဖြစ်တဲ့အတွက်မိမိတို့အပေါ်တသက်လုံးမကောင်းခဲ့သူများမယုံကြည်ထိုက်သူများဖြစ်တယ်လို့ရှုမြင်ထားပြီးဖြစ်ပါတယ်။ပြည်တွင်းမှာလည်း၎င်းတို့အားတရားဝင်အုပ်ချုပ်ပိုင်ခွင့်မရှိဘူးလို့ဆိုကာ88နောက်ပိုင်းမှစ၍လူတို့ရဲ့စိန်ခေါ်လာမှုများနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ရွေးကောက်ပွဲလုပ်တိုင်းလဲခိုးလို့ရတဲ့2010မှလွဲ၍၎င်းတို့လက်ဝေကန်ပါတီဟာအမြဲလိုလိုမရှုမလား ရှုံနေကြရသည့်အဖြစ်ကတတ်သိခံနေပါတယ်။၎င်းတို့အပေါ်လူတို့ကလုံးဝမနစ်မြွနေသည်ကိုစစ်ကောင်းဆောင်များတတိမပြုတ်မိပဲနေမိမဟုထို့အတွက်လည်းလူတို့အားဖန်ဆီးနှိပ်စက်တက်ဖြတ်ပြစ်ခြင်းဖြင့်၎င်းတို့အားတူးထောက်အညံ့ခံလာအောင်အမြဲလိုလိုကြိုးစားနေရပါတယ်။ဒီအတွက်စစ်တပ်ဟာ၎င်းတို့ရနေတဲ့အခွင့်ထူးခံအဆင့်တန်းကိုစွန့်လွတ်မဲလို့ဆိုသောမျှော်လင့်ခြင်းဟာအတိတ်ပဲမရှိ။ဥပမာဗိုလ်မှူးကြီးအဆင့်ရှိသူတူဟာယူနီဖောင်းဝတ်ထားပါလျက် ဘန်တခုမှအများနဲ့ရော၍တန်းစီရမယ်ဆိုဒီကိုမြည်တိုးမြအဖြစ်မခံနိုင်တဲ့အတွက်၎င်းတို့ပြိုကွဲသွားရင်မဖြစ်ဆိုတဲ့ခံယူချက် ခိုင်မာနေရခြင်းဖြစ်ပါတယ်။၎င်းတို့နဲ့ထိတွေ့ဆက်ဆံခြင်းဖြင့်အပြောင်းအလဲများဖြစ်လာနိုင်သည်ဆိုသောအနောက်တိုင်းပညာရှင်များရဲ့သုံးသပ်ချက်ဟာမြန်မာပြည်သူများအားနိုင်ငံရေးအရာဖိနှိပ်မှုများနဲ့ဒုက္ခဆင်းရဲမှုတွေကိုဆက်၍ရင်ဆိုင်ခိုင်းနေသည်နှင့်ပင်အတူတူပင်ဖြစ်ပါတယ်။လူတို့လူလာတဲ့အပြောင်းအလဲတွေဟာစစ်တပ်အတွင်းမှာဆက်လာမှာဖြစ်ပါတယ်။ စလင်းစလာပေးလိမ့်မယ်လို့ဘာတီးလက်တနာက စောင်းပါကိုဏီကုံချုပ်ထားပါတယ်နိုင်ငံတော်အတိုင်းအမြံအားနိုင်ငံရေးလောကမှာကွေပြောက်သွားစေရန်ကြိုးပမ်းအားထုတ်လာမှုဟာစစ်အာဏာသိမ်းအဖွဲ့ထင်တယ်လို့ဖြစ်မလာပဲထို့အရေးဟာ၎င်းတို့ကိုနိုင်ငံတကာလူအတိုင်းဝင်အတွင်းဝင်ရောက်နိုင်ရေးအတွက်အပေးယူလုပ်ရမယ့်အရေးဖြစ်လာနေပါတယ်နိုင်ငံဟာရှေ့သို့တိုးတက်ပြီးရင်တိုးတက်လာနေသည်ကိုမြင်တွေ့နေပါလျက်နဲ့၎င်းတို့ရဲ့အကျိုးစီးပွားအားဆွံ့လွတ်ရတော့မယ့်အရေးမှာတနည်းတစ်ချမ်းနီးကပ်လာနေပြီးကို စိုးရင်ကြောက်ရွံ့လာကြတဲ့အတွက်စစ်ကောင်းဆောင်တွေဟာအမြောက်ကြိုက်တဲ့မင်းအောင်လိုင်းကိုရှေ့တန်းတင်ပြီးအာနာကိုလက်နက်အားကိုနဲ့လူယူကတိုင်းပြည်ရဲ့အနာဂတ်ကိုမိုက်မဲစွာရိုက်ချိုးလိုက်ကြခြင်းပင်ဖြစ်ပါတယ်။တရားဥပဒေဆိုဒီမှာလဲ၎င်းတို့အားအန်ဒီရဲ့ပေးမယ်လို့ထင်သူတွေကိုနှိတ်ကွရန်အတုံးချရမှာစာအုပ်ကြီးတပွဲပြောင်းလဲလာခဲ့ပြီးဖြစ်ပါတယ်။စစ်တပ်ဟာ၎င်းတို့ရဲ့ဘိုးဘေးပြည်ပင်များပင်ကျွလွန်ရဲခြင်းမရှိတဲ့ပြစ်မှုတွေကိုမရှက်မကြောက်ကျွလွန်လာရတဲ့အနေအထားကိုရောက်ရှိလာခဲ့ရပါတယ်။ ဒုသူသောအချိန်ဒီမှာပြည်သူများဟာမိမိတို့အနာဂတ်မိမိတို့အသက်အိုးအိမ်စီးစိမ်တွေကိုကာကွယ်ဖို့လက်နက်ကင်လမ်းစင်မှာတပါအချားမရှိတော့ဘူးလို့ဆုံးဖြတ်လာကြခြင်းလည်းဖြစ်ပါတယ်။လူတိုင်းအားမျက်ရည်ပေါက်ကြီးငယ်ကျစေခဲ့တဲ့အပြင်တာတကွယ်မရတကွယ်တေကွယ်ရှင်ကွယ်ကွဲရတဲ့ဘဝများရောက်အောင် ပြုမူခဲ့ကြပါတယ်။ဗုဒ္ဓဘာသာမှာကံကံရဲ့အကျိုးဆိုဒီကခွင့်လွတ်ချေဖြတ်ရန် ပြဋ္ဌာန်းထားခြင်းမရှိမိမိလုတ်တိကံရဲ့အကျိုးကိုရှောင်လွှဲ၍မရတဲ့အတွက်တန်တရာတလျှောက် ခံကြရပြီးအုံမှလည်းဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခုလိုဆုံးတိနားဆင်ကြကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာကြပါစေခင်ဗျာ